မင်္ဂလာပါခင်ဗျာရွှေညာမြေကကြိုဆိုပါတယ်ကျွန်တော်ရွှေညာမြေရဲ့စာရေးဆရာပေရင်ဆရာဆရာညင်းမြတ်မပြည့်ရဲ့တဏိတာကံမြင့်ရရာကံမြင့်ဟောစတန်များကိုနားထောင်မှတ်သားလှုပ်ဆောင်တဲ့အတွက်အကျိုးများစွာရရှိတယ်လို့ကြားသိရတဲ့အတွက်များစွာဝမ်းသာမိပါတယ်ခင်ဗျာကျွန်တော်ရွှေညာမြေပြည်သက်ကြီးအတွက်ဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုစောလင်းစွာသိရှိနိုင်ဖို့ညပိုင်းကလေးကထုတ်လွှင့်တင်ဆက်ပေးနိုင်ရန် ရွှေညာမြေဖွဲ့သားများကပြင်ဆင်နေပြီဖြစ်ပါကြောင်းတရင်ကောင်းပါအပ်ပါတယ်ခမညာရွှေညာမြေပြည်သက်ကြီးတဏိတာပင်မန်းနွမ်းနေသည်မြတ်ကိုတခဏတာပန်းတော်ဖြည်ချိန်မှာဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုမတနာဆင်ပြီးနေ့တင်မှာစိတ်တည်လူတည်ခွန်အားတည်တည်နဲ့လုပ်ငန်းဆောင်တာများအဆင်ပြေပြီးစီရင်ရတနာများ ူဝါပါစီကြောင်းစုမုံကောင်းတောင်းအပ်ပါတယ်ခင်ဗျာမင်္ဂလာပါဗျာဆရာကြီးမြန်မာပြည်ပါဒီနေ့16ရက်3လ2025မှသည်22ရက်3လ2025တပတ်စာကာညမာမြောက်ကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဗျာဒါကြောင့်16ရက်3လ2025မှသည်22ရက်3လ2025 တပတ်သာကညမများကိုရှင်ညာမိမိသားသူရဲ့ကံမြင့်ရေတရားများစတင်တင်ပြပေးလိုက်ပါရစ်ဗျာကျွန်တော်ရှင်ညာမိမိသားသူရဲ့ကံမြင့်ရေတရားတွေကတော့ဒီတပတ်အိုးရင်လောက်ကိုင်းတဲ့ပတ်သက်တဲ့ကိစ္စတော့ဒီအချိန်မှာခမဩဘောဘောဘောပုတိတဲ့ရောက်နေရပုတိသဘောမကျော်သောကျော်သောပုတိတူးမရှိအဆိုးတဲ့သဘောတိုင်းမှာခမရုပ်ကြီးရုပ်ကြီးအကောင်းနေဖြစ်လိုက်အဆိုးလေးဖြစ်လိုက်ဖြစ်တတ်ပါရစ်ဗျာဒီအချိန်မှာကံကောင်းခြင်းနေအိမ်နေဆောက်မလားတဏ္ဏဆောက်အိမ်နေနဲ့ပတ်သက်တာပြီးသွားမယ်နှစ်မို့ဆိုရင်တော့အိမ်ပြက်ကလေးမှာပဲခမရ မပြေနိုင်မနဲ့လိုင်းတိုင်းတိုင်းဖြစ်တတ်ပါတယ်ဗျာ။အိုးရင်လောက်ကိုင်းတဲ့အိုးသည့်အိမ်သည့်လုပ်ငန်းသည့်အစ်စ်တွေမှာတိဆောက်ပြီးတော့အစ်စ်တွေကိုဇွတ်တာလုပ်ပါခင်ဗျာအစ်စ်တွေကြောင့်အောင်မြင်ကြောကြားမှုရပြီးတော့ကြောက်လို့ငြင်းနေလိုက်တော့အိုးရင်လောက်ကိုင်းတဲ့ပတ်သက်တဲ့ကြာဆုံးမှုများဖြစ်ပေါ်တတ်တဲ့ကာလမျိုးဖြစ်ပါတယ်ဗျာ။ဒါကြောင့်အိုးရင်လောက်ကဲနေတဲ့အောင်မြင်တဲ့လူတွေပြဿနာမရှိနဲ့အိုးရင်လောက်ကဲနေပတ်သက်တဲ့အစီအမံပြီးကြတဲ့ပုံကူများအားလုံးတို့ဒီယနေ့နော်အားရပါဟောအလောက်ကဲနေပတ်သက်လို့အစီအမံပြင်းရာဦးတော့အနောက်မြောက်တော့လှည့် ကံများလေးကိုဂိုင်းပြီးမှဆူတောင်းအတင်ပကံများလေးရဲ့အကျွန်တော်လေးလောက်ကံမကောင်းမှုလောက်ကံနဲ့ပတ်သက်လို့အဆင်ပြေခြင်းနဲ့ဗျာအကြောင်းအတင်ပကံများလေးကကျွန်တော်လောက်ကံနေနဲ့ပတ်သက်တဲ့အဆင်ပြေအောင်ကူညီဆောင်ကြတော်မူပါဆိုတဲ့အကြောင်းရာဦးတော်နောက်မြောက်တော်လှည့်ပြီးမှသူတောင်းမယ်ဆိုလို့ရှိရင်တော့အဆင်ပြေပြီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါရစ်ဗျာဒီဒီပတ်အတွင်းမှာအိုးရင်လောက်ကန်အဆင်ပြေကြတဲ့လူများရွှေညာမီမိသားစုရဲ့ကံမြင့်ရေရာရဲ့အပြောရင်တော့ရာဦးတောင်းနောက်မြောက်တောင်းလက်အိမ်မှာရှိတဲ့ပကံများလေးတွေ ထမင်းစားတဲ့ပကံများလေးတွေပကံလုံးလေးတွေဖန်ကွက်ကလေးတွေတခုခုကိုအကင်းပြီးမှဆူတောင်းပါဗျာရာဦးတောင်လှည့်ပြီးတော့အတင်ဖန်ကွက်ကလေးရဲ့အတင်ပကံလုံးလေးရဲ့အတင်ပကံများလေးရဲ့ကျွန်တော်ဒီလောက်ကမကောင်းဘူးဗျာလောက်ကနဲ့ပတ်သက်တဲ့ကိစ္စတွေကောင်းနေတယ်အိမ်နေဆောက်ခြင်းနဲ့အလူတွေလှုပ်ခြင်းနဲ့နိုင်ငံခြားနဲ့ပတ်သက်တဲ့လုပ်ငန်းတွေပေါ်ပေါက်ခြင်းနဲ့ဗျာဒါကြောင့်ပိတ်ဆိုနေအဝင်လောက်ကများအများဆုံးပွင့်အောင်ကူညီဆောင်ရွက်တော်မူပါဆိုတဲ့အကြောင်း ရာဥတော်နောက်မြောက်တော်လှည့်ပြီးစူတောင်းကြီးအဖြစ်တင်းတို့မှာပိတ်ဆိုနေတဲ့ကံမြအများဆုံးပွင့်လန်းမှာဖြစ်ပါတယ်ဗျာအထူးသဖြင့်တင်းငွေနေသားသမီးအားလုံးတို့ဒီဒီအချိန်မှာအိုးရင်လောက်ကညပတ်တဲ့ကိစ္စမှာအကြီးကြီးအောင်မြင်တတ်တဲ့ကာလဖြစ်တဲ့အတွက်ရာဥတော်နောက်မြောက်တော်လှည့်ပြီးမှာပကံမြလေးကိုကိုင်းပြီးစူတောင်းကြီးအဖြစ်တင်းတို့မှာပိတ်ဆိုနေတဲ့အိုးရင်လောက်ကညအများဆုံးပွင့်လန်းမှာဖြစ်ပါကြောင်းလေးလေးစားစား ကံမြင့်ဒီရများတင်ပြပေးလိုက်ပါရဗျာမန်နီပတ်သက်တဲ့ပတ်သက်တဲ့မှာဒီချိန်မှာဒီအားကြီးထင်ကိုလွဲချုံနေတတ်တယ်နော်လွဲချုံနေတတ်တယ်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စမဆုံးဘူးရက်နေတယ်အဲရတဲ့ရတဲ့တဲ့ကိစ္စတွေမရဘူးအလောက်ကနေပူညာပူညာဖြစ်တတ်တယ်စိတ်ထဲမှာတခုခု မတင်မကြဖြစ်တတ်တဲ့ကာလဖြစ်ပြီးငွေကြီးနဲ့ပတ်သက်တဲ့ကြက်တဲမှုဒါမှမဟုတ်ချောင်းသူယောဂများ ဒါမှမဟုတ် accident ပေါ့အနောက်လက်တွေခြေတော့တွေဒူးတွေခိုင်းပြီးတဲ့ accident မျိုးပြမကြိုးတော့ပုံးမဲ့ဒဏ်ရာများရကြည်တတ်တဲ့ကာလမျိုးဖြစ်ပြီးလက်ထဲမှာပတ်သံတပြားမှမကြည့်အောင်ပြတ်တတ်ပါလေဗျာဒါကြောင့်ခွန်တဲ့အသားသမီးအားလုံးတို့ဒီငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအဆင်မပြေရင်တော့တင်းလာအရှိရကိုလှက်ပဒံလေးကိုကိုင်းပြီးမှ၃ချိန်တိတိဆူတောင်းပါဗျာပဒံ50တန်း100တန်း200တန်း500တန်း1000တန်းမိမိကြိုက်နေတဲ့ငွေဗန်ဒီပဒံကိုကိုင်းပြီးမှဆူတောင်းပါ၃ချိန်တိတိဆူတောင်းပါဗျာ အသင်ပတ်သက်လေးရကျွန်တော်မှာပတ်သက်နေပတ်သက်တဲ့လိုအပ်နေတယ်ကျွန်တော်လိုတဲ့ပတ်သက်ဘလောက်ကျွန်တော်ကြွေးတွေပြေးစရာကြီးတယ်ကြွေးစရာပြေးစရာဘလောက်ကျွန်တော်ရစရာဘလောက်အဲ့ကိစ္စလေးတွေပြေးရန်ရန်ဇာလေးတွေကျွန်တော်အဆင်မပြေဖြစ်နေတယ်ဗျာဒါကြောင့်ကျွန်တော်ပြေးရန်ရန်ဇာလေးတွေအဆင်ပြေအောင်ကုညီဆောင်ကြတော့မူပါဆိုတဲ့အကြောင်းတင်းလာအရှိရာကိုလှည့်ပြီးငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စဖြစ်တဲ့ပတ်သက်ကိုကင်မီ၃ချိန်တိတိဆူတောင်းမယ်ဆိုရင်အတင်းတို့မှာပိတ်ဆို့နေတဲ့ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လန်းမိဖြစ်ပါကြောင်းလေးလေးသာသာတင်ပြပေးလိုက်ပါတယ်ဗျာ ဒါကြောင့်အထူးသဖြင့်ဒီတပတ်အတွင်းမှာတနင်္လာသားသမီးကငွေကြီးနဲ့ပတ်သက်တဲ့ကြက်တက်တဲ့ငွေကြီးနဲ့ပတ်သက်တဲ့ပြတ်တောက်တတ်တဲ့ငွေကြီးနဲ့ပတ်သက်တဲ့ယာယီထင်းကိုလွဲချော်နေတတ်ပါတယ်ဒါကြောင့်တင်းနယ်လာသားသမီးအားလုံးတို့ဒီတင်းနယ်လာအရှိအယကိုလှည့်ပတ်သက်လေးကိုကင်ပြီးမှစူတောင်းခြင်းဖြင့်တင်းတို့မှာပိတ်ဆို့နေတဲ့ကံများငွေကြီးနဲ့ပတ်သက်တဲ့ကံများအများဆုံးပွင့်လာမှာဖြစ်ပါလေဗျာတင်းနယ်ငွေတွေသားသမီးတွေရဲ့ရာဥတော်နောက်မြောက်တောင်တဲ့ပကံများလေးကိုကင်ပြီးမှစူတောင်းခြင်းအပြင်တို့ရဲ့ပိတ်ဆို့နေသောကံများ အမြန်တော့ပွင့်လန်းတည်ပြီးတော့တင်းနေလာသားသမီးတော်တင်းနေလာရှေ့ရကိုလည်းပတ်တန်လေးကိုင်းပြီးသူတောင်းခြင်းဖြင့်ပိတ်ဆိုနေတဲ့ကံများငွေကြီးနဲ့ပတ်သက်တဲ့ကံများမြန်ပွန်းလမ်းမီဖြစ်ပါတယ်ဗျာ။နောက်အရကြစိတ်တွေကဒီချိန်မှာစိတ်တွေနဲ့ပတ်သက်တဲ့ကိစ္စမှာတွေးဝေငေးမောပြီးတော့အဆင်မပြေတတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာ။ဒါကြောင့်စိတ်တွေညစ်နေတဲ့စိတ်တွေညစ်နေတဲ့ပုံကများစိတ်တွေချမ်းသာရင်တော့တင်းနေငွေနေတော့အရှိမြောက်တော့လှဲ့အိမ်မှာသုံးတဲ့ဓာတ်ထင်းကုတ်တဲ့ဓာတ်ကန်ဒီလေးတဲ့ဓာတ်ဓာတ်ဓာတ်လေးတွေကိုင်းပြီးတော့ဆူတော့အတင်ဓာတ်လေးရဲ့ အာကျွန်တော်စိတ်တည်ညစ်နေတယ်ကျွန်တော်စိတ်တည်ညစ်တဲ့ကိစ္စတော့လောက်ကမကောင်းဘူးကြာပတ်စံပြတ်တယ်ဗျာအာနိုင်ငံသွားဖို့အဆင်မပြေဘူးပြဿနာကြီးဖြစ်မှကြောက်တယ်ဗျာအဲ့ကိစ္စကြီးအောင်စိတ်တည်ညစ်နေတယ်ပညာရေးအပြောင်းအချွေရာထူးထူးတွေ့တယ်ပါတယ်ဗျာအဲဒါကြောင့်စိတ်တည်ညစ်နေတယ်ဒါကြောင့်ကျွန်တော်ညစ်နေတဲ့စိတ်တွေအဆင်ပြေအောင်အသင်သားလေးကကျွန်တော်စိတ်ချမ်းသာပြီးအပြောင်းအချွေရာထူးထူးတွေပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေအောင်မြောင်းနော်အရောက်မယ်ဒီကောင်ငွေကြီးနဲ့ပတ်သက်လို့အစီအမီအောင်အလောက်ကနေနဲ့ပတ်သက်တာပြီးပြီးလေအောင်ပိတ်ဆိုနေတဲ့ငွေကြီးအကျွေးတွေပြန်ရရစရာတွေကြည့်အောင် အစိတ်ချမ်းသာအောင် ကုညီဆောင်ကြတော်မူပါသင်သားလေးကကုညီဆောင်ကြတော်မူပါဆိုတဲ့အကြောင်းတနင်္ဂနွေတောက်အရှိမြောက်တော်လှည့်ပြီးဆူတောင်းခြင်းအပြင်ခொနေသားသမီးအားလုံးတို့သည်စိတ်ချမ်းသာပျော်ရွှင်မှုများအများဆုံးရရှိခံစားမိဖြစ်ပါလေဗျာအထူးသဖြင့်အင်္ဂါသားသမီးများအကြောင်းတစ်ခုငွေနဲ့ပတ်သက်လို့လိုအပ်တဲ့ကိစ္စရှိရင်တနင်္ဂနွေတောက်အရှိမြောက်တော်လှည့်ပြီးတော့ဓာလေးကိုခြံပြီးတော့ဆူတောင်းခြင်းဖြင့်စိတ်ချမ်းသာပျော်ရွှင်မှုများအများဆုံးရရှိခံစားမိဖြစ်ပါကြောင်းလေးလေးစားစားထမှန်ပြီးတော့ ကံမြင့်ရေရာများတင်ပြပေးလိုက်ပါရဗျာကိုနေနီးနေဇတ်တဲ့တဲ့လူယောက်ျားလူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စဝါဒရပဲဗျို့လူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စခမတော်စုတောင်းတောင်းစုမြောက်အခြေစုနောက်အဲ့လိုမျိုးဖြစ်နေပြီးတော့ခမဒီချိန်မှာလူယောက်ျားတွေကနာကျင်မှုဒါမှမဟုတ်ရင်ကိုယ့်ရည်ရည်သားမှုတွေတခြားရည်ရည်သားထွက်ခွာမှုငွေကြီးနဲ့ပတ်သက်တဲ့ရောစားဖြစ်မှု အားရမျိုးတွေကြုံတွေ့ရတဲ့ကာလမျိုးဖြစ်ပါတယ်ကိုယ်ဝင်ကိုယ်ရာကိုယ်မိသားစုကိုယ်လုံငန်းမှာနေပြဿနာတွေကင်းပြီးတော့စီးပွားရေးလူမှုရေးတိုးတက်မှာဖြစ်ပြီးတော့ကိုယ်ဝင်ကိုယ်ရာမဟုတ်ဘဲနဲ့အပြင်မှာလက်ရလက်ရဖြစ်တဲ့အတွက်အဖန်ဒီချုံနောင်ငွေကြီးနဲ့ပတ်သက်တဲ့ကြဆုံးမှုငွေကြီးနဲ့ပတ်သက်တဲ့ပြဿနာပုံမှုငွေကြီးနဲ့ပတ်သက်တဲ့အစမတန်ကုန်ကြမ်းမှုတွေကြုံရတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဒါကြောင့်လူယောက်ျားတွေနဲ့ပတ်သက်လို့ဓာတ်ပြင်တော့တင်းလာအရှိအယကိုလက်အာလူးလေးကိုကိုင်းပြီးစူတော့မှာဗျာအတင်းအာလူးလေးရဲ့ကျွန်တော် အဲ့ဒီလူရောက်ရတဲ့နေပတ္တရာအိမ်မှာမကပ်ဘူးအိမ်ကမှပြင်မယ်လုံးမလုပ်ဘူးလုံးလုံးမှပြင်မယ်လုံးတော့လုံးပါတယ်ပတ်သက်မပေးဘူးအပြင်မှာလိုက်ရလန်နေတယ်ရောသားတွေရှိတယ်ပြဿနာဖြစ်မှကြောက်တယ်ငွေကုန်မှကြောက်တယ်အဲ့ဒါမျိုးတွေနေပတ္တရာကြောက်နေရတယ်ဗျာဒါကြောင့်အသင်အာလူလေးကအိမ်မှာရှိတဲ့လူရောက်ကြကိုယ်ရင်ကိုယ်ရာကိုယ်မေတော်သူကိုယ်လုံးငါမှအစင်ပြေအောင်အကိုအလုံးမှကိုယ်ပြောချင်းအောင်ရလာတဲ့အကျိုးမြတ်တွေအိမ်မှာအသိပွင့်နေမြတ်သူခံစားပြီးအစင်ပြေအောင် ကုညီစောင့်ကြောက်တော်မူပါအသင်အာလူလေးကကုညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းတနင်္လာအရှိရကိုလှဲ့အာလူလေးကိုင်းပြီးစူတောင်းခြင်းဖြင့်သင်တို့မှာပိတ်ဆို့နေသောလူယောက်ျားနှင့်ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လန်းမှာဖြစ်ပါတယ်ဗျာနော်အဲ့ဒါလေးတစ်ချက်ရှိတယ်ကိုနဲ့နီးနေဆက်တဲ့မင်းဒီနေ့ချင်းမှာမင်းနဲ့ပတ်သက်တဲ့ကိစ္စတွေကအောင်မြင်ကြကြတာတပိုင်းဆုတ်တာတပိုင်းငွေကြေးနဲ့ပတ်သက်လို့ကြက်တဲ့တာတပိုင်းအစဉ်ပြေတာတပိုင်းအသွေးထိုးပြီးမြောက်ပေးနေလို့ဆရာကြီးဆိုပြီးအစဉ်ပြေတာတပိုင်း သူများတွေနှိပ်ဆက်လို့ငွေကြေးနဲ့ပတ်သက်တဲ့ကြက်တဲမှုဟာတစ်ပိုင်းငွေကြေးနဲ့လိမ်လည်မှုဟာတစ်ပိုင်းအပိုင်းတွေအပိုင်းတွေခွဲပြီးနေရာတစ်ခုချင်းတစ်ခုချင်းစီမှာလိမ်လည်မှုတွေကျူးလွန်နေတဲ့အကာအမျိုးတွေဖြစ်ပါတယ်။ဒါကြောင့်မင်းနဲ့ပတ်သက်တဲ့နှီးနဲ့ဆက်သက်တဲ့ကိစ္စလေးတွေအဆင်ပြေခြင်းကြတဲ့ပုံကအားလုံးတို့ဒီကျွန်တော်တို့တနည်းလားအရှိရာကိုလှည့်နောအားဒါပတ်စံလေးကိုကိုင်းပြီးမှသူတော်အသိပတ်စံလေးရဲ့အာကျွန်တော်မင်းနဲ့ပတ်သက်တဲ့ကိစ္စလေးလုပ်မယ်ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စလေးလုပ်မယ်အပြောင်းအကျေးရာထူးတိုးတွေလုပ်မယ် မင်းနဲ့ပတ်သက်တဲ့ကိစ္စလုံးသမ ्या ကိစ္စများတွေအစဉ်ပြေအောင်အတင်းပတ်တန်နေရကူညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းတင်းင်းလာအရှိအရာကိုလှဲ့လှဲ့ပြီးမှပတ်သက်လေးကိန်းပြီးတော့ဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေတဲ့ကံများအများဆုံးပွင့်လန်းမိဖြစ်ပါကြောင်း လေးလေးဆဆတင်ပြပြလိုက်ပါရဗျာတကယ်လို့များအသိပြီးတော့ငွေကြိုက်ကိစ္စလေးတွေထပ်မှန်ပြီးတော့ကြာသပိသားသမီးတွေထပ်မှန်ပြီးတော့ဒါထူးထူးခြားခြားလုပ်မယ်ဆိုရင်တော့ຢာဦးတော့အနောက်မြောက်တော့လက်ပတ်သက်လေးကိုင်းပြီးတော့သူတော့အတင်းပတ်သက်လေးရဲ့မင်းနဲ့ပတ်သက်တဲ့ကိစ္စတွေလုပ်မယ်ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စလုပ်မယ်ပြောင်းရွှေ့ရာထူးထူးတွေလုပ်မယ်ဒါကြောင့်ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေရှင်းပြအောင်အထူးသဖြင့်ကြာသပိသားသမီးအားလုံးတို့ဒီခွန်ရသားသမီးနဲ့ကြာသပိအားလုံးဟာကြာသပိအနောက်ရကိုလှည့်ပြီးမှပတ်သက်လေးကိုကိုင်းပြီးမှ ရာဥတော်လှည့်ပြီးခြင်ဆူတောင်းမယ်ဆိုရင်တင်းတို့မှာမင်းနဲ့ပတ်သက်တဲ့ကိစ္စပညာရေးနဲ့ပတ်သက်တဲ့ကိစ္စအပြောင်းအလဲရာထူးတိုးနဲ့ပတ်သက်တဲ့ကိစ္စများအ мян တို့ပွင့်လန်းမိဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါရစေဗျာကိုသွားခြင်းတဲ့ခီးကိုပြောခြင်းတဲ့စကားအမှန်သွားခြင်းသလိုသွားခွင့်ပြောခြင်းသလိုပြောခွင့်မရဘူးဗျို့ကိုသွားတဲ့ခီးမှာအန်ဒီကင်းပြီးချင်းပြီးငွေကုန်ကြေးကြနေအောင်ပြောသည်များသူသည်များအဆင်ပြေခြင်းနဲ့ဆိုရင်တော့တင်းလာအရှိရာကိုလက်အားလူလေးကိုဂိုင်းပြီးမှဆူတော့အတင်းအားလူလေးကျွန်တော်လောက်ကနေမှတည်တဲ့ကိစ္စလေး ကျွန်တော်သွားမယ်လာမယ်ခီးလေးတွေအဆင်ပြေခြင်းနဲ့ဗျာကျွန်တော်စိတ်တည်းလည်းမပြတ်ဘူးကျွန်တော်သွားတော့ခီးများအနေကင်းပေးရှင်းပြီးတော့အဆင်ပြေအောင်ကျွန်တော်လုပ်သမျှကိစ္စတွေအဆင်ပြေအောင်ကုညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းတနင်္လာအရှိအရာကိုလည်းအာလူးလေးကင်ပြီးဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေတဲ့ကံများအများဆုံးပွက်လန်းပြီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါရယ်ဗျာနော်အဲ့ဒါကိုနေပတ်သက်တဲ့နိနေစားတဲ့အစုပွဲအုပ်စုရိုးရာအုပ်စုတွေနဲ့ပတ်သက်တဲ့ကိစ္စမှာအဆင်မပြေကြတဲ့လူများအင်္ကာတော့အရှိတောင်တောင်လှည့်ပြီးမှ ဒါတန်လေးကိုကိုင်းပြီးတော့ဆူတော့အဲရတဲ့တန်တန်ကျိုးတန်နဲ့ပတ်သက်တဲ့ပစ္စည်းတွေကိုကိုင်းပြီးမှကျွန်တော်တို့အမှုခင်းတွေဖြစ်မှကြောက်တယ်ပြဿနာတွေဖြစ်မှကြောက်တယ်သွားတယ်လာတယ်ခီးစကားတွေအောင်မြင်ကြောကြားမှဖြစ်မယ်ဒါကြောင့်အတင်တန်လေးရကူညီစောင့်ရှောက်တော်မူပါဆိုတဲ့အကြောင်းဒီတစ်ပတ်အတွင်းမှာမနောခုနှစ်သားသမီးအလုံးတို့ဒီအင်္ဂါတောင်းအရှိတောင်းတောင်းလက်တန်လေးကိုအင်ရတဲ့တန်ကျိုးလေးတန်ကျိုးလေးကိုင်းပြီးဆူတောင်းခြင်းဖြင့်သင်တို့မှာပိတ်ဆို့နေသောအမှုခင်းများရိုးရာများအမြန်ဆုံးအဆင်ပြေမည်ဖြစ်ပါကြောင်းလေးလေးဆဆတင်ပြပေးလိုက်ပါရစေဗျာ ပြည်နေဒီအားကောင်းပြီးတော့ပြီးမှဒီအားမကောင်းမှုတိုင်းသားတွေအားကောင်းပြီးတော့ပြည်နေပြီးမှမှရှိတဲ့လူတွေအားမကောင်းတဲ့ကာလမျိုးတွေဖြစ်ပြီးတော့နိုင်ငံသားတွေအားကောင်းပြီးကိုယ်နိုင်ငံအားမကောင်းပါဘူးဗျာရိုးရဖော်မတို့ရကြောပါမယ်ဒါကြောင့်စနေသားသမီးနဲ့ခွန်သားသမီးအားလုံးတို့ဒီအင်္ဂါတောင်းအချိန်တောင်းတောင်းလှဲ့ အရင်ရိုက်တဲ့တန်ကြိုးလေးတန်ကြိုးလေးတန်နဲ့ပတ်သက်တဲ့ပစ္စည်းတွေကိုင်းပြီးတော့ဆူတောင်းမယ်ဆိုရင်အမှုခင်းပြဿနာများဝေးကွာပြီးငွေကြေးများဆူလိုက်ပြုံလိုက်လုံးလိုက်ခေရောက်ဝင်ဝင်ရောက်မှသွားတော်ခီးများအန္တရာယ်ကင်းပြီးချင်းပြိုးတော်တကားအောင်မြင်ကြကြသွားမှာဖြစ်ပါတယ်ဗျာဒါကြောင့်ဒီတစ်ပတ်အတွင်းမှာတော့16ရက်3လ2025မှဒီ22ရက်3လ2025တပတ်စာကံမြင့်ရေရာများကိုတင်ပြနေတာဖြစ်ပါတယ်ဗျာဒီတစ်ပတ်ကံကောင်းစီတဲ့ကဏ္ဍနေရာတော့ဒီတစ်ပတ်ထဲမှာကံနေကောင်းနေတယ်ဆိုရင်တော့ ပါကနန်းလေးတွေပတ်မယ်ဆိုရင်တော့တိတူနှင့်တူငါတို့ပါတဲ့ကနန်းလေးတွေကန်လေးတွေစားမယ်ဆိုလို့ရှိရင်ဒီတစ်ပတ်အတွင်းမှာတော့ကန်ဒီထီကန်အောင်မလေးဒီကိုနောက်ရကုတ်လဲရေလေးတွေတောက်ပြီးမှတိနှင့်ငါပါတဲ့ကနန်းလေးတွေကန်စားမယ်ဆိုရင်တင်းတို့ထီကန်များအမြန်ဆုံးဝင်လာမှာဖြစ်ပါတယ်ဗျာတကယ်လို့ထီကန်လေးတွေနှစ်ပတ်တလို့ကန်စားမယ်သူထိတ်ကန်လေးတွေကန်စားမယ်ဆိုရင်နိုင်ကိုလေးကိုထိတ်ကလေးနိုင်ကိုလေးတွေကိုထိတ်ကန်ထားပြီးတော့ကန်စားမှာဗျာ အဲနောက်ပိတ်ကလေးတွေကန်စားမယ်ဆိုရင်125 1 5ဆိုတဲ့ကဏ္ဍတွေနောက်ပိတ်ကလေးတွေထားပြီးတော့ကန်စားမယ်ဆိုလို့ရှိရင်တင်းတို့မှာပိတ်ဆုံးတယ်အထီးကများအများဆုံးပွင့်လန့်သွားမှာဖြစ်ပါတယ်ဗျာဒီတစ်ပတ်ရေကန်ကောင်းသေးတဲ့အားကောင်းသောကဏ္ဍကတော့2 နှစ်ဖြစ်ပါတယ်ခမတူးနှစ်ဖြစ်ပါတယ်ခမဒါဒီဒီပတ်တွင်မှာအောင်ပါလေးထီကိုနောက်ရလဲပြီးတော့ရေလေးတွေထိုးပြီးတော့ရေလေးတွေတောက်ပြီးတော့ထီကန်လေးတွေဆမ်းမယ်ဆိုလို့ရှိရင်တော့ခမ6တို့6နှစ်တို့6ဆိုဆိုကဏ္ဍလေး၃ခွက်ကိုကန်ဆမ်းမယ်ဆိုရင်တော့သူတို့ထီကန်များအမြန်ဆုံးပွဲလမ်းမီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးတတ်ပါတယ်ဗျာ။ဒါကြောင့်၁၆ရက်၃လ၂၀၂၅မှသည်၂၂ရက်၃လ၂၀၂၅ အောင်မလေးဒီကိုထီကန်လေးတွေစားမယ်ဆိုရင်တော့ကိုးတစ်တို့ကိုးနှစ်တို့ကိုးငါးတို့ဆိုတော့ထီကန်လေးတွေကိုအောင်မလေးတွေထီကိုအနောက်ရကိုလည်းရေးလေးတောက်ပြီးကန်စားခြင်းအပြင်သင်တို့မှာပိတ်ဆိုနေရထီကန်များအမြန်ဆုံးပွင့်လာမည်ဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါရဗျာ။နော်ဒီတစ်ပတ်အတွင်းမှာအကောင်းဆုံးရေဒီယာကံတစ်ပတ်အတွင်းအကောင်းဆုံးကံမြင့်ရေဒီယာတော့ဗုဒ္ဓတောင်ရက်ကိုလှက်မျက်နှာလေးတည်တည်ပြီးမှဆူတောင်းသားမှာဗျာရေချိုးရင်လည်းမျက်နှာတည့်မျက်နှာတည့်တဲ့အချိန်လည်းမျက်နှာတည့်ကြုံတဲ့အချိန်မှလည်းမျက်နှာလေးတည့်တောင်ရက်ကိုလှက်ပြီးမျက်နှာတည့် ပိတ်ဆို့နေတဲ့ကိစ္စများအများဆုံးပွင့်လန်းပါသေးကြောင်းခမစုတောင်းလိုက်ပါဗျာလွဲကျော်နေသောကိစ္စများတဲ့မယ်စိတ်ချမ်းသာပြောချင်မှုနဲ့ပတ်သက်တဲ့ကိစ္စစိတ်တည်ပြောရမယ်ပိတ်ဆို့နေတာတွေပွင့်လန်းပြီးအထူးသဖြင့်ပိတ်ဆို့နေတဲ့ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လန်းပြီးတော့နော်အဝင်လောက်ကင်များပွင့်လန်းမယ်ငွေကြေးနဲ့ပတ်သက်တဲ့အောင်မြင်ကြကြမယ်စိတ်ချမ်းသာမယ်အလှူဒါနတွေပြုနိုင်မယ်ငွေကြေးများစုလိုက်ပြုံလိုက်လုံးလိုက်ခက်လိုက်ပြီးလွဲကျော်နေသောကိစ္စများတဲ့ပြီးတော့နော်အမှုခင်များဝေးကွာပြီးတော့သာသနာပြုနိုင်တဲ့ သူတွေဖြစ်ပြီဖြစ်ပါကြောင်းလေးလေးစားစားရွှေညာမင်းမိသားစုကနေပြီးတော့ကမ်းမြေရေတရားများတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဆရာကြီးမြန်မာပြည်ပါဗျာ